ဒါကတော့မိုးသေးထန်ဒီတုံးလေရင်စီးဖို့တင်တက်တိရှိပါမလားဆိုတဲ့အကြောင်းအရာပါလူတော်တော်များများကဂျက်အင်ဂျင်တွေဟာမိုးရေတွေကိုဆုပ်ယူပြီးတော့ပျက်စီးသွားလိမ့်မယ်လို့ထင်ကြပါတယ်ဟုတ်ပါတယ်မိုးရေတွေကအင်ဂျင်တွေကိုဝင်ရောက်တာတော့အမှန်ပါပဲဒါပေမဲ့မတော်တဆမှုတော့မဖြစ်စေပါဘူးတကယ်တမ်းကျတော့မိုးရေဟာအင်ဂျင်ကိုအမှန်တကယ်ကူညီပေးနိုင်ပါသေးတယ်ဒီလေရင်စတင်ထွက်ခွာချိန်မှာအင်ဂျင်တစ်ခုချင်းစီဟာတစ်စက္ကန့်ကို၄ပေါင်၂ထောင်နှစ်တန်နီးပါးကျော်ကိုဆုပ်ယူနိုင်ပါတယ်မိုးရွာတဲ့နေ့တွေမှာဆိုရင်ရေတံပေါင်းများစွာကိုပါဆွဲသွင်းလိုက်တာပါပဲ တခါတလေလီထဲမှာရေဝဲလေးတွေလဲနေတာတောင်မှမြင်ရပါလိမ့်မယ်။ဒါပေမဲ့အဲ့ဒီရေအများစုဟာအင်ဂျင်တဲကိုတောင်မှမရောက်ပါဘူး။ပန်ငါဓာတာတွေကအရင်မြင်မြန်လဲနေတော့မိုးရေတွေကိုအပြင်ဘက်ကိုကန်ထုတ်ပစ်လိုက်ပြီးဘေးဖယ်ပြွန်တဲကိုရောက်ရှိသွားကဘာမှအန္တရာယ်မရှိဘဲနဲ့နောက်ဘက်ကိုပြန်ထွက်သွားပါတယ်။အင်ဂျင်ရဲ့ဥတိုင်းတဲကိုရောက်သွားတဲ့ရေအနှဲငယ်လေးကတော့အရင်ပူပြင်းတဲ့လောင်ကျွမ်းကန်းထဲမှာချက်ချင်းအငွေ့ပြန်သွားပါတယ်။ယုံကြည်အောင်မယုံကြည်နဲ့အဲ့ဒီရေဟာလောင်ကျွမ်းကန်းကိုအေးစေပြီးအင်ဂျင်ကိုတောင်မှနည်းနည်းပပအားကောင်းစေပါသေးတယ်။ ဒါကြောင့်မလို့မိုးရေဆိုတာပြဿနာလုံးဝမဟုတ်ပါဘူး။ဒီတော့ပြိတ္တကြီးတို့အနေနဲ့နောက်တစ်ခါမိုးရွာတဲမှာလေရင်စီးရတဲ့အခါမှာစိတ်အေးအေးထားလို့ရပါတယ်။